တဲ့ချောင်းမြို့နယ်ဒဝဲမြိတ်သွားကလမ်းပေါ်မှာရှိတဲ့မင်းသားရွာသား9ဦးလောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးသွားပါတယ်။ဒီကနေ့မေလ28ရက်မနေ့တနာရီလောက်မှာဝင်းဝစခန်းဘက်ကနေမင်းသားရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ကဖမ်းဆီးသွားတာပါ။စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အချိန်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီးပြည်သူ့ကာကွယ်ရေးတပ်တခုဖြစ်တဲ့ဝါရိတ်ခွန်အားပျောက်ကျတပ်ဖွဲ့စခန်းကိုဝင်ရောက်စီးနှင်တာဖြစ်တယ်လို့ဆိုပါတယ်။ ဝရိတ်ခွန်အားပြောက်ကြားတပ်ဖွဲ့ကတပ်ဖွဲ့ဝင်တွေလොမြောက်သွားပြီးမဲ့တနက်တလဲသိသိခံရတယ်လို့လည်းကနဦးသိရပါတယ်ပြီးခဲ့တဲ့မေလ26ရက်နေ့ကလည်းစစ်ကောင်စီတပ်ဟာချောင်းဝရွာဘက်ကနေစစ်ကြောင်းထွက်လာပြီးမင်းတရွာမှာတွေ့တဲ့ဒေသခံ15ဦးလောက်ကိုဖမ်းဆီးခဲ့ပါတယ်အဖက်ခံရသူတွေတက်ကရဟန်းတပါးကလွဲလို့ကြံဒေသခံတွေကိုအဲ့ဒီနေ့ညနေဘက်မှာပဲပြန်လှော့ပေးလိုက်တယ်လို့ဆိုပါတယ်မင်းတကျေရွာဟာဝင်းဝတ္တရာစစ်စေးရေးကင်းတဲ့တစ်ဆက်တည်းရှိနေတာပါ ဝဲဝနယ်မြေရဲစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေမကြာခဏလာရောက်ပစ်ခတ်တိုက်ခိုက်တဲ့အခါတိုင်းဒေသခံအများစုကနေရာဆွတ်ခါထွက်ပြေးတိရှောင်ကြရလေးရှိပါတယ်။